အိန္ဒိယနိုင်ငံအရှေ့မြောက်ပိုင်းမြန်မာနိုင်ငံရဲ့စကိုင်းတိုင်းကချင်ပြည်နယ်အစိတ်အပိုင်းအနည်းငယ်တို့နဲ့ထိစပ်နေတဲ့အာရိုနာချေပရာဒက်ရှ်ပြည်နယ်လောင်တဲခရိုင်ပေါင်ချောင်မြို့နယ်အကွဲမှာလက်နက်ကင်အဖွဲ့များတွာလာလှုပ်ရှားနေကြောင်းသတင်းရရှိပြီးတဲ့နောက်အိန္ဒိယလုံခြုံရေးတပ်ဖွဲ့တွေကဇွန်လ9ရက်နေ့ကအဆိုပါနယ်စပ်ဒေသတော်ဝိုင်းမှာကင်းလည်နေတယ်လို့ The Hindu Online သတင်းတပုံမှာရေးသားထားပါတယ်။တက်တော့ထူတက်တဲ့နေရာမှာကင်းလည်တပ်ဖွဲ့ကတွာလာနေစဉ်အမည်မသိလက်နက်ကင်အဖွဲ့ရဲ့လှုပ်ရှားမှုကိုတွေ့ရှိပြီးတားဆီးမိမြတ်ရာမှာမေးမြန်းခံရသူတို့ကပြင်းပြထန်တဲ့ပြန်လည်ပစ်ခတ်တာကြောင့် လုံခြုံရေးတပ်ဖွဲ့ဝင်တွေကပြန်လည်ပြစ်ခတ်ခဲ့ရတယ်လို့အိန္ဒိယကာကွယ်ရေးဝန်ကြီးဌာနကထုတ်ပြန်ထားပါတယ်။ထိုကဲ့သို့ပြစ်ခတ်မှုများဖြစ်ပွားပြီးတဲ့နောက်အမည်မသိလက်နက်ကိုင်အဖွဲ့ဟာမြန်မာပြည်တွင်းသို့ဆုတ်ခွာသွားခဲ့ကြောင်းနဲ့လုံခြုံရေးတပ်ဖွဲ့တွေကအဆိုပါနေရာကိုဆက်လက်ရှာဖွေခဲ့တော့လဲထူထပ်တဲ့တစ်တော့အကာအကွယ်ကိုယူပြီးနယ်စပ်ဖြတ်ကျော်သွားကြောင်းလည်းအဆိုပါထုတ်ပြန်ကြမှာဖော်ပြထားပါတယ်။လွန်ခဲ့တဲ့မေလ14ရက်ကလည်းမြန်မာနိုင်ငံနယ်နိမိတ်ချင်းထိစပ်နေတဲ့မနိပူပြည်နယ်ချန်တဲ့ခရိုင်ညူစန်တဲ့ဂျီယွာနီတိုက်ပွဲမှာ10ဦးသေဆုံးကလက်နက်ခဲယမ်းများသိမ်းဆီးရမိခဲ့တယ်လို့ အိန္ဒိယအရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်ကမေလ15ရက်နေ့ကထုတ်ပြန်ခဲ့ပါတယ်။တမုခရန်ပကဖာတပ်ဖွဲ့တစ်ဖွဲ့ကအိန္ဒိယနယ်ထဲဝင်ရောက်ပြီးစီးရဲလုံရှားမှုလုပ်တဲ့ဆိုတဲ့အိန္ဒိယစစ်တပ်ထုတ်ပြန်ကြမှာမှန်ကန်မှုမရှိပါဘူးလို့အဆိုပါပကဖာအဖွဲ့ရဲ့တာဝန်ရှိသူတို့ကလည်းပြောဆိုထားပါတယ်။လက်နက်ကင်တော်လိုင်းရေးသမား10ဦးအိန္ဒိယမြန်မာနယ်စပ်မှာနှိပ်စက်တပ်ဖြတ်ခံရရတယ်လို့တမုခရန်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ပအဖကမေလ16ရက်နေ့မှာထုတ်ပြန်ထားပါတယ်။တေဆုံးသူတွေဟာပြည်သူ့ကာကွယ်ရေးအဖွဲ့ဝင်များဖြစ်ပြီးနေဆက်နီမြန်မာပတ်ချမ်းမှာစခန်းချထားတဲ့ အသက်18နှစ်နဲ့34နှစ်ကြားလူငယ်များဖြစ်တယ်လို့ခရိုင်ပါဖာတာဝန်ရှိသူတို့ကအတည်ပြုပြောကြားထားတာဖြစ်ပါတယ်။မေလ17ရက်နေ့ကနေဆက်မိုင်တိုင်း59နီးမှရှိတဲ့တမုခရိုင်ပါကဖာစကန်ကိုအိန္ဒိယစစ်တပ်ကကျူးကျော်ဝင်ရောက်စီးနေပြီးတပ်ဖွဲ့ဝင်ဆဲကိုဖမ်းဆီးခေါ်ဆောင်သွားခြင်းဖြစ်တယ်လို့အဆိုပါတာဝန်ရှိသူတို့ကဆက်လက်ပြောဆိုထားပါတယ်။အိန္ဒိယနေဆက်ချန်စီယိုခက်စင်တော်လိုင်းအင်အားစုတွေကကန့်ကွက်တာကြောင့်အိန္ဒိယစစ်တပ်ကမကြေမနက်တုံ့ပြန်ခြင်းဖြစ်နိုင်တယ်လို့တမုဒေတာတွေမှတော်လိုင်းသမားများကသုံးသပ်ထားပါတယ်။အိန္ဒိယရှေ့မြောက်ပိုင်းမဏိပူ မီဇိုရမ်အပါဝင်ပြည်နယ်လေးခုကမြန်မာနိုင်ငံနဲ့1643ကီလိုမီတာထိဆက်နေတာလည်းဖြစ်ပါတယ်။တရားမဝင်ဖြတ်ကျော်ဝင်ရောက်မှုနဲ့မိုးရေဆေးဝါးကိစ္စများထိန်းချုပ်နိုင်ရေးအကြောင်းပြချက်နဲ့နယ်စပ်တစ်လျှောက်ချန်စီရုတ်ခတ်ဖို့အိန္ဒိယအစိုးရကစီစဉ်နေတာဖြစ်ပါတယ်။ ICC တရားသူကြီးလေးဦးကိုထရန်အစိုးရပိတ်ဆို့အရေးယူလိုက်တဲ့ဆိုတဲ့သတင်းကိုလည်းဆက်ပြီးဖော်ပြပေးပါမယ်။အမေရိကန်သမ္မတဒေါ်နယ်ထရန်အစိုးရကအပြည်ပြည်ဆိုင်ရာရာဇဝတ်တရားရုံး ICC မှာတရားသူကြီးလေးဦးကိုပိတ်ဆို့အရေးယူလိုက်တယ်လို့ဒီကနေ့ကြားသပတေးနေ့မှာကြေညာလိုက်ပါတယ်။ အစ္စရေးဝန်ကြီးချုပ်ဘေဂျမန်နီတန်ယာဟုကိုဖမ်းဝရမ်းထုတ်ခြင်းနဲ့အမေရိကန်တပ်ဖွဲ့ဝင်များအာဖဂန်နစ္စတန်မှာကျူးလွန်ခဲ့တဲ့ဆိုတဲ့စစ်ရာဇဝတ်မှုများကိုစုံစမ်းစစ်ဆေးရန်ရခင်ကဆုံးဖြတ်ခဲ့မှုအပေါ်လက်တုံ့ပြန်မှုတရေဖြစ်တယ်လို့ဗိုက်တာသတင်းမှာဖော်ပြထားတာဖြစ်ပါတယ်။ Facebook ရေးယူမှုချမှတ်ခဲ့တဲ့တရားသူကြီးလေးဦးကတော့ယူဂန်နာမဆိုလိုမီဘာလွန်ကီဘော့ဆာပီရူးမလုစပယ်ကာမန်အိုင်ဗန်နက်ကာရန်ဆာဘီနီနိုင်ငံမှာရီနီအဒီလက်ဒဲဆိုဖီအလာပီနီကန်ဆူနဲ့ ဆလိုဗေးနီးယားမှာဘက်တီဟော်လာတို့ဖြစ်တယ်လို့အမေရိကန်နိုင်ငံသားရဲ့ဝန်ကြီးမာကူရိုဘီရဲ့ထုတ်ပြန်ကြောင်းမှာဖော်ပြထားတာဖြစ်ပါတယ်။ DICC တရားသူကြီးလေးဦးကအမေရိကန်ဒါမှမဟုတ်ကျွန်တော်တို့ရဲ့မားမေးရင်းချဖြစ်တဲ့အစ္စရေးကိုပြစ်မှတ်ထားပြီးမတရားတဲ့အခြေအမြင်မရှိတဲ့လုပ်ရက်တွေမှာတက်တက်ကြွကြွပါဝင်ပတ်သက်ခဲ့ကြပါတယ်။ ICC ဟာနိုင်ငံရေးအရာအသုံးချခံရပြီးအမေရိကန်နဲ့ကျွန်တော်တို့ရဲ့မဟာမိတ်နိုင်ငံသားတွေကိုစုံစမ်းစစ်ဆေးဆွဲချက်တင်တရားစွဲဆိုရမှာ အကန့်အသတ်မရှိတဲ့ဆုံးဖြတ်ခွင့်ရှိတဲ့အကြောင်းမာယွန်းစွာကြေညာနေပါတယ်လို့မာကိုရူဘီယိုကထုတ်ပြန်ကြမှာဖော်ပြထားတာဖြစ်ပါတယ်။အမေရိကန်အစိုးရရဲ့လုပ်ရက်ကို ICC ကပြင်းထန်စွာဝေဖန်ခဲ့ပြီးစဉ်စားစစ်ကူးရန်ပဲမဖြစ်နိုင်တဲ့ရက်ဆက်ကြမ်းကြုတ်မှုတွေကြောင့်ဒုက္ခရောက်နေတဲ့တန်အပေါင်းများစွာသောထိခိုက်နေတာတွေအတွက်ညှော်လင့်ချက်နဲ့တရားမျှတမှုကိုပေးစွမ်းနေနိုင်ငံတကာတရားစီရင်ရေးအဖွဲ့အစည်းရဲ့လွတ်လပ်မှုကိုထိခိုက်စေရန်ကြိုးပမ်းခြင်းဖြစ်တယ်လို့တုံ့ပြန်ခဲ့ပါတယ်။2018ခုနှစ်ကတည်းက ICC ရဲ့တရားရုံးမှာတာဝန်ထမ်းဆောင်နေခဲ့ကြတဲ့တရားသူကြီးဘော့ဆာနဲ့ Ivanus Garanza တို့က 2020ပြည်နှစ်မှာ ICC အစိုးရရှိနေအားအာဖဂန်နစ္စတန်ရှိအမေရိကန်တပ်ဖွဲ့ဝင်များရဲ့စစ်ရာဇဝမှုကျူးလွန်နေဆိုတဲ့ကိစ္စရပ်များကိုတရားဝင်စုံစမ်းစစ်ဆေးခွင့်ပြုခဲ့တဲ့အယူခံတရားရုံးရဲ့ဆုံးဖြတ်ချက်မှာပါဝင်ပတ်သက်ခဲ့ပါတယ်။2020ခုနှစ်နောက်ပိုင်း ICC ဟာအာဖဂန်နစ္စတန်ရှိအမေရိကန်တပ်ဖွဲ့ဝင်များပေါ်ဦးစားပေးစုံစမ်းစစ်ဆေးမှုကိုလျှော့ချခဲ့ပြီးအာဖဂန်အစိုးရနဲ့တာလီဘန်တပ်ဖွဲ့များကျူးလွန်ခဲ့တဲ့ဆိုတဲ့ရာဇဝမှုများကိုသာအဓိကထားခဲ့ပါတယ်။ပြီးခဲ့တဲ့နိုဝင်ဘာလမှာ ICC တရားသူကြီးတွေကဂါဇာပြည်ပခါအတွင်း စစ်ရာဇဝမှုများနဲ့လူသားမျိုးနွယ်ပေါ်ကျူးလွန်တဲ့ရာဇဝမှုများလို့ဆိုကောင်းအစ္စရေးဝန်ကြီးချုပ်နေတန်ယာဟုကာကွယ်ရေးဥစည်းချုပ်ဟောင်းယုတ်ကာလန်နဲ့ဟာမတ်ကောင်းဆောင်အီဘရာဟင်အယ်မဆရီတို့အတွက်ဖမ်းဝရမ်းများထုတ်ပြန်ခဲ့ပါတယ်။တရားသူကြီးအလာပီနီကန်ဆူနဲ့ဘတ်တီဟော်လာတို့ကနေတန်ယာဟုနဲ့ကာလန်တို့ပေါ်ဖမ်းဝရမ်းထုတ်ပြန်ခွင့်ပြုရန်ဆုံးဖြတ်ခဲ့တယ်လို့မာကိုရူဘီယိုကပြောကြားထားတာဖြစ်ပါတယ်။အမေရိကန်အစိုးရရဲ့ယခုလုံဆောင်ချက်တွေကလူအခွင့်အရေးလှုပ်ရှားသူများကြားမှာလှုပ်လှုပ်ရှားရှားဖြစ်သွားစေခဲ့ပြီး Human Rights Watch ၏ နိုင်ငံတကာတရားမျှတမှုဌာနညွှန်ကြားမှု list event ဆင်ကတမရထွန်းဟာပြည်တွင်းမှာတရားဥပဒေစိုးမိုးရေးကိုထိခိုက်အောင်လှုပ်ဆောင်နေတယ်လို့နိုင်ငံတကာတရားရေးကိုလည်းပေါ်ပေါ်ထင်ထင်တိုက်ခိုက်နေခြင်းဖြစ်တယ်လို့ပြောဆိုထားပါတယ်။အမေရိကန်နဲ့ဆက်ဆက်မှုရှိတဲ့ဒါမှမဟုတ်ဒေါ်လာနဲ့အယောင်းဝယ်ပြုလုပ်တဲ့မြေဒီပံမစိုးပေဆိုကန်တဲ့ချက်တွေကိုလိုက်နာအမဲ့အခြေအနေမှာရှိနေတာကြောင့်ပေဆိုအရေးယူမှုတွေကတရားသူကြီးတဦးချင်းစီရဲ့တာမန်ဗန်ဒါရေးဆိုင်ရာကိစ္စရပ်များကိုပင်ပြင်းထန်စွာထိခိုက်စေမှာဖြစ်တယ်လို့ဖော်ပြထားပါတယ်။၂၀၀၂ခုနှစ်မှာတည်ထောင်ခဲ့တဲ့ ICC အဖွဲ့ဝင်နိုင်ငံတွေမှာလူမျိုးတုံးတစ်ဖြတ်မှုလူသားမျိုးနဲ့အပေါ်ကျူးလွန်တဲ့ရာဇဝတ်မှုများနဲ့စစ်ရာဇဝတ်မှုတွေကိုတရားစွဲဆိုရန်နိုင်ငံတကာတရားစီရင်ပိုင်ခွင့်ရှိသလိုကုလသမဂ္ဂလုံခြုံရေးကောင်စီမှကိစ္စရပ်တစ်ခုကိုညွှန်ကြားလာပါကလည်းစစ်ဆေးနိုင်တဲ့အဖွဲ့ဖြစ်ပါတယ်။အမေရိကန်၊တရုတ်၊ရုရှားနဲ့အစ္စရေးဟာ ICC အဖွဲ့ဝင်နိုင်ငံများတော့မဟုတ်ပါဘူး။ယခုအခါ ICC ဟာအစ္စရေးဟာမဲ့ပြည်ပခါနဲ့ရုရှားရဲ့ယူကရိန်းစစ်ပွဲအပြင်ဆူဒန်၊မြန်မာ၊ဖိလစ်ပိုင် ဗင်နီဇွဲလားနဲ့အာဖဂန်နစ္စတန်တို့မှာထင်ရှားတဲ့စစ်ရာဇဝမှုစုံစမ်းစစ်ဆေးမှုများပြုလုပ်လျက်ရှိပါတယ်။ယူကရိန်းမှာကလေးများကိုပြည်내တန်းပေးခဲ့တယ်လို့တန်တရားနဲ့တမရဗလာဒီမာပူတင်အား ICC ဟာဖောင်းဝရန်ထုတ်ပြန်ထားသလိုဂါဇာမှာစစ်ရာဇဝမှုများကျူးလွန်နေတယ်လို့ဆိုကာဘဲဂျမင်နေတန်ယာဟုကိုလည်းဖောင်းဝရန်ထုတ်ပြန်ထားပါတယ်။နိုင်ငံတစ်ခုစလုံးက ICC အဖွဲ့ဝင်များမဟုတ်ကြတာကြောင့်ဆွဆွဲချက်များကိုညှင်းဆိုကာ ICC ရဲ့တရားစီရင်ပိုင်ခွင့်ကိုပယ်ချထားတာလည်းဖြစ်ပါတယ်။တပိတ်ချင်းကြေယိုးပင်ရောက်ပုံကြီးချောင်းကိုစစ်တပ်ကလေးရင်နဲ့ပုံချဲမှုကာ တန်ဃာတော်တစ်ပါးပြန်လုံတော်မူပြီးပြည်သူလေးဦးဒဏ်ရာရရှိသွားတဲ့တဲ့ငို့လည်းဆက်ပြီးဖော်ပြပေးပါမယ်။မန္တလေးတိုင်းပြည်ဦးလွင်ခရိုင်တပိတ်ချင်းမြို့နယ်ကျေးရိုးပင်ကျေးရွာဘုံကြီးကျောင်းကိုစစ်တပ်ကလေးနဲ့ဘုံကျဲခဲ့ရမှာတန်ဃာတော်တစ်ပါးပြန်လုံတော်မူပြီးပြည်သူလေးဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ပြည်ဦးလွင်ခရိုင်ပြည်သူ့ကာကွယ်ပကဖအဖွဲ့မှတာဝန်ရှိသူတို့ကပြောဆိုထားပါတယ်။မနေ့ကဇွန်လ19ရက်နေ့ညနေ9:15မိနစ်အချိန်ခန့်ကတိုက်ပွဲဖြစ်ပွားခြင်းရှိပဲတပိတ်ချင်းမြို့နယ်ကျေးဥပင်ကျေးရွာဘုံကြီးကျောင်းကိုအကြမ်းဖက်စစ်ကောင်စီရဲ့တရဲဦးတွေတက်မှတက်လာတဲ့တိုက်လေရင်နဲ့ဘုံကျဲခဲ့ရမှာ တက်တော်68နဲ့ရွယ်ရှိတဲ့တန်ကားတော်တစ်ပါးပြန်တော်တော်မူပြီးအမျိုးသား၃ဦးအမျိုးသမီး၃ဦးထိခိုက်ဒဏ်ရာရရှိခဲ့တာဖြစ်တယ်လို့သိရပါဗျ။ပြန်တော်မူတဲ့ဆရာတော်ကတက်တော်က68နဲ့ဝါတော်ကတော့မသိရဘူးဗျ။တိမ်ချောင်းတော်တစ်ဆောင်ပြစီသွားတယ်။ဘုံကတော့တလုံးကျဲသွားတာ။ပေါင်ဖလာဘုံလဲတော့ခံမှန်းလို့မရဘူးလို့ဤဥလွန်ခရိုင်ပြည်သူ့ကာကွယ်ရေးဖွဲ့ဘက်ကဖမတာဝန်ရှိသူတို့ကပြောဆိုထားတာပဲဖြစ်ပါတယ်။အကြဖက်စစ်ကောင်စီဟာဇော်လတရနေ့မှ30ရက်နေ့ထိယာယီအဖြစ်ခက်ရက်စဲကျင်းညာထားတော်လဲအဆိုပါကျင်းညာချက်ကိုချိုးပေါက်ခါ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲရဲသားပြည်သူများနေထိုင်ရာခြေရွာများဖုန်ကြီးကြောင်များစာသင်ကျောင်းများကိုပိတ်မထားလေကြောင်းနဲ့ဘုံကျဲတိုက်ခိုက်နေတာဖြစ်ပြီးပြည်သူများအနေနဲ့စစ်ကောင်စီနဲ့ဝေးရောက်မှနေထိုင်ကြဖို့နဲ့လေကြောင်းရဲ့ကာကွယ်နိုင်ဖို့အတွက်ဘုံခိုခြင်းများတူထားကြဖို့လည်းတော်လိုင်းတပ်ဖွဲ့များကနှိုးဆော်ထားပါတယ်။နောက်ဆုံးသတင်းတစ်ပုဒ်အနေနဲ့ဘိုင်ကွန်မြို့နယ်စစ်တပ်စခန်းနဲ့စစ်ကိုစစ်ကြောင်းကိုတိုက်ခိုက်မှုကစစ်သား20ကျော်သေဆုံးပြီးလက်နက်ရှိတဲ့သိန်းစီရရှိတဲ့တဲ့တင်ကိုဖော်ပြပေးပါမယ်။ကရီနီပြည်နယ်လွိုင်ကော်မြို့နယ်မှာ စစ်တပ်စခန်းနဲ့စစ်ကူစစ်ကြောင်းကိုတိုက်ခိုက်ခဲ့ရမှာစစ်သား20ကျော်သေဆုံးပြီးလက်နက်ရှိလက်သိမ်းဆည်းရရှိခဲ့တယ်လို့ KNDF တော်လိုင်းသတင်းမြများကပြောဆိုထားပါတယ်။ဇွန်လ3ရက်မနက်9နာရီခန့်ကလိုင်ကွန်မြို့နယ်တပြေကုန်းဖုန်ကြီးကျောင်းဝင်းအတွင်းအခိုင်အမာတပ်ဆွဲထားတဲ့တပ်စခန်းကို Greeny တော်လိုင်းတပ်ဖွဲ့တွေကဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်းနဲ့ထို့သောတိုက်ခိုက်နေစဉ်မှာစီဆိုင်မြို့နယ်ဘက်မှထွက်လာတဲ့စစ်ကူစစ်ကြောင်းကိုထပ်မံ၍ကြားဖြတ်တိုက်ခိုက်ခဲ့တာဖြစ်တယ်လို့သိရပါတယ်။ဒီလ3ရက်မနက်9နာရီလောက်မှာတိုက်ခဲ့တာပါ။တပြေကုန်းရွာဆိုတာကလိုင်ကွန်မြို့နယ်တဲကရွာပါ။စစ်ခွေးတွေကတော့လိုင်ကွန်မြို့ကနေထွက်ထိုင်တာများတယ်။ စစ်ကူတွေကတော့ရှမ်းတောင်စီဆိုင်ဘက်ကနေပီအန်အိုနဲ့တွဲပြီးလာတာပါလို့ KNDF တော်လိုင်းသတင်းမြင်များကပြောဆိုထားပါတယ်။အဆိုပါတိုက်ပွဲတွင်ဂျပန်စစ်ကောင်စီတပ်သား20ဦးထက်မနည်းသေဆုံးကစစ်ကောင်စီတပ်သားများအုံဖြူတဲ့ MA1 အမျိုးသားတပ်နဲ့ကလည်း AK47 အမျိုးစားတနက်တလက် MA4 အမျိုးစားတနက်တလက် RPG အမျိုးစားတနက်တလက်နဲ့အခြားလက်နက်ခဲယမ်းများသိမ်းယူရရှိခဲ့တယ်လို့လည်းသိရပါဗျ။အဲ့ဒီတိုက်ခိုက်မှုကတော့ Grenny မျိုးသားများကာကွယ်တဲ့ KNTF ဗျူဟာအမှတ်နဲ့အတူဗျူဟာအမှတ်နဲ့လက်အောက်မှာရှိတဲ့တပ်ရင်းများ မဟာမိတ်တပေါင်းစုများကတိုက်ခိုက်ခဲ့တာဖြစ်ပြီးတော်လိုင်းတပ်ဖွဲ့ဝင်၃ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းလည်း KNDF အမှတ်နဲ့ပြွာကထုတ်ပြန်ထားပါဗျ။အစောနေ့နာဆင်ပေးခဲ့တဲ့အတွက်ကျေးဇူးတင်ပါတယ်ခင်ဗျာ။